ဗီတာအရန်တို့တစ်ဖက်သားကို respect ရှိရဲ့နောက်ခင်မို့ကောင်းတယ်နောက်ပေါ်ပေါ်ပါပါလေးပေါ့နော်သူစိတ်ထားလေးอ่ะကောင်းကောင်းမွန်မွန်လေးနဲ့ပေါ်ပေါ်ပါပါလေးနဲ့အလိုအလိုအတူတူတွဲလောက်ရတကယ်အဆင်ပြေပါရဲ့မိမိလေးငောင်းမိရယ်လေငါတော့ဒီပလေတေးရဲ့၆ခံရတဲ့ကိစ္စနဲ့လိုက်တော့ပြလိုက်တာလို့ပြောတယ်အဲ့ဆိုဒီလူကြီးကို မရိုက်ဖြစ်တော့ဘူးလို့ပေါ့နော်အစားဒါပေမဲ့ OS ဆိုတဲ့တချို့အရာတွေကတော့သူ story ကိုထိခိုက်ခံလို့မရတချို့အရာကြတော့ adjust လုပ်ပြီးလို့ရတယ်ဆိုတော့ဘာအောင်ပြောတဲ့အရာကြတော့ adjust လုပ်ပြီးလို့ရတယ်သူကိုယ်တိုင်လည်းဘာအောင်ပါဝင်မယ်ဆိုရင်ပေါ့နော် adjust လုပ်ပြီးပါမယ်ဆိုရတဲ့ designer လေးကိုလက်ခံပြီးရိုက်ကူးဖြစ်တယ်ဆရာအမတရားရဲ့အများကြီးပါဒီ project လေးမှာပါဝင်ဖို့ကမ်းလှမ်းပြီးရေကုညိုရောမင်းတန်တို့ရောရှိုးလိုက်တင်တို့ဖွဲ့လုံးကိုလည်းကျေးဇူးများ တချို့ဟာလေးတွေဘောနည်းနည်း uncomfortable ရှိရဲ့ဟာလေးရှိရဲ့ character အရာပေါ့နော် and ဘယ်လို complain ရမရိုက်ဖြစ်တော့မလို့ပေါ့နော်အစားဒါပေမဲ့ဟိုမရိုက်ဖြစ်တော့မလို့ဆိုရလေဘယ်အောင်ကဟိုနောက်ကရေးကြရင်အဆုံးချမယ်ဆိုပေမဲ့ကိုညို respectfully ပေါ့နော်ဒီကနေ့ပတ်သက်ပြီးဘယ်အောင်ကအကုန်ကြိုက်တယ်ဒါပေမဲ့ character အရာဒါလေးဒါလေးရတော့ဘယ်အောင် personally uncomfortable ဖြစ်တဲ့အတွက်ကြောင့် ဘယ်ရောက်တယ်လို့လေ့ရှိလုပ်ပါလို့ပြောရချင်ပါကိုညိုဘက်ကနေပြီးတော့အော်အဲ့ဟာဆိုတော့တချို့အရာတွေကတော့သူ story ကိုထိခိုက်ခံလို့မရတချို့အရာကြတော့ adjust လုပ်ပြီးလို့ရတယ်ဆိုတော့ဘယ်ရောက်ပြောတဲ့အရာကြတော့ adjust လုပ်ပြီးလို့ရတယ်သူကိုယ်တိုင်လည်းဘယ်ရောက်ပါဝင်မယ်ဆိုရင်ပေါ့နော် adjust လုပ်ပြီးပါမယ်ဆိုရတဲ့ designer လေးကိုလက်ခံပြီးရိုက်ကူးပြစ်တယ်ဆိုတော့ပါဝင်တဲ့သူတွေအားလုံးကလည်းတရားစုံစမ်းထားကြတဲ့ကားလေးအားကြီးကားလေးဒီဟာလေးကိုတော့ကိုယ်ပြပြတာကိုယ်ပြပြတာအတိအကျ အဓိကကတော့ဘယောင်ကအဟောရရှင်ရောကိုဒါပထမဆုံးအချိန်ရိုက်ခဲ့တာပေါ့နော်ဆိုတော့ now လက်တွေလုံးလုံးမဲ့သူတွေအနေနဲ့လည်းဘယောင်ကြီးကြီးလိုက်တဲ့အချိန်မှာကိုနဲ့အတူတူတစ်ခါမှလက်တွေလုံးလုံးပြရတဲ့သူတွေလည်းပါတယ်။ now ကိုလုံးလုံးချင်းတဲ့သူတွေလည်းပါတယ်။ now ဇလန်လေးတွေတော့ကြာရောအဓိကတော့နောက်ခုမှပြောသူပဲမတိဟာ ငါတို့မိမနဲ့ကိုဝေးစားခဲ့တယ်ငါတို့မိပဲအဲဗီတာနဲ့ကတော့အခမဆောင်ပွဲပေါ့နော်ဒါပေမဲ့စုံနေနေမှာပဲဘာရောက်တော့တန်းရိုက်ကြရဲစင်းစီအများရိုက်ကြရဲအဗီတာကအရန်တစ်ဖက်သားကို respect ရှိရဲနောက်ခင်မကောင်းနေနောက်ဘဘဘပါလေးပေါ့နော်သူစိတ်ထားလေးကအဲကောင်းကောင်းမွန်မွန်လေးနဲ့ဘဘဘပါလေးနဲ့အဲ့လိုအလုံးအတူတူတွဲလို့ရတယ်တကယ်အဆင်ပြေပါရဲ့ ဒါကတော့ဘန်းယောင်တို့ project တစ်ခုမှာဒီလိုပဲပေါ့နော်ညင်ညင်နိုင်နိုင်နဲ့ပဲရမှာဆိုလုံးနေကြရပေါ့နော်ဆိုတော့ဒီ project လေးမှာပဲအဲ့လိုအကြီးတော့လည်းမဟုတ်ပါဘူးအကြီးတော့လည်းမဟုတ်ဘူးအဲဘန်းယောင် personally ဘာတူဘူးနဲ့မှလည်းမဆိုင်ဘူးဘန်းယောင်တယောက်တည်းအတွက်ပဲဘန်းယောင်ကိုယ်တိုင်ဘန်းယောင် character အတွက်အချက်တစ်ချက်တစ်ချက်ရှိရဲအဲ့ဒါလေးအနေနဲ့ဘန်းယောင်က လုပ်ခဲ့လေအဆင်မပြေတဲ့အတွက်ကြောင့်ပုံဖော်ဖို့အဆင်မပြေတဲ့အတွက်ကြောင့်အဲဒီလိုလေးရှိပါတယ်လို့ပြောလိုက်တဲ့အချိန်မှာတကယ် main story ရဲ့ကြောရိုးကိုလည်းမထိခိုက်တဲ့အတွက်ကြောင့်ကိုညွတ်ဘက်ကနေပြီး adjust လုပ်ပေးရပါဟုတ်အဲဘန်ယုံတို့ဟိုကျောင်းသူ character ဆိုတော့လေအတတ်နိုင်ဆုံးတော့ဘန်ယုံတို့ အများကြီး makeup တွေအရင် natural ဖြစ်အောင်မပါတလောက်နေပါဘူးเนาะအဲလိမ့်ချခဲ့ကြရတယ်။ဒါပေမဲ့အခုကြည့်လိုက်တဲ့အချိန်မှာဘယ်အောင်လို့ color grading နဲ့ color correction တွေလုပ်ပေးတဲ့အချိန်မှာတော့တချို့ဟာလေးတွေအဲဘယ်အောင်လို့ထင်ထားတာထပ်ပို့ပြီးတော့တက်လာတာမျိုးတော့ရှိရယ်ပေါ့နော်ဆိုတော့အဲ့အလေးတော့တွေးရတယ်ဒါပေမဲ့အစကရလည်းအားလုံးကတစ်ဖွဲ့လုံးပေါ့နော်တိုင်းတိုင်းမင်းမင်းနဲ့ကိုတဘာဝဆန်အောင်လို့တော့အကောင်းဆုံးစူးစမ်းပြီးဖန်တီးထားတယ်ဒါပေမဲ့ color တွေပိုတက်လာတဲ့အချိန်မှာတော့အယောင်လေးပိုတက်လာတော့တွေးရတယ်ပေါ့ လုပ်တဲ့ကိစ္စအခုဘယ်အောင်အတွက်ကတော့လေးပဲ project မဆိုအမြဲတမ်းအော်ဒီနေရာမှာငါဒါပို့ပြီးတော့ကောင်းလာတာပဲဒီနေရာမှာတော့ငါဒါလို့သေးရပဲနောက်တကားနဲ့တကားမတူဘောနော်ဆိုတော့အမြဲတကားနဲ့တကားမှာတော့ပြန်သုံးသက်တဲ့အချိန်မှာလိုအပ်ချက်တွေတွေ့ရဲအားသာချက်တွေတွေ့ရဲဒါကတော့ကိုကိုကိုပြန်ပြီးကိုအယူဆနဲ့သုံးသက်တဲ့အချိန်မှာပေါ့ဟုတ်အဲ့ဒါပါပြန်ချောင်းစစ်တော့ထုတ်ပြီးခါ အဲ့လိုတော့မဟုတ်ဘူးဘန်းယောင်ဟုတ်အဲဘန်းယောင်ရိတ်ထားတဲ့ရုပ်ရှင်လေးတကရှိရဲ့အဲ့ဒါတော့မထွက်သေးဘူးပေါ့နော်ဆိုတော့ဟုတ်အဲ့လိုဒီလိုအနိုင်ကျင့်ခံရတဲ့ comedy character တော့တေးဥဆောင်ပါတယ်ဟုတ်အဲ့ character တွေကကိုယ်နဲ့လိုက်နေရတာမသိဘူးနော်ကိုယ်ဆိုအဲ့လိုအနိုင်ကျင့်ခံ character လေးတွေနဲ့တူတူနေရတာဖြစ်နေရတာအဲလောလောဆယ်နှစ်ခုပါနှစ်ခုပဲရှိနေတယ်ဘန်းယောင်ကလေမဟုတ်အရင်ကြိုက်တာဆိုတော့တငယ်ချင်းတွေကပြောနေရဘန်းယောင်ကလည်းရှိအချက်ဆုံးတငယ်ချင်းတွေက အလေတန်းကျောင်းမှာတွေ့ခဲ့တဲ့တငယ်ချင်းလေးပေါ့နော်ဆိုတော့ဘန်းကဩစတြေးလျမသွားခင်အဲဩစတြေးလျသွားရတာကအသက်17နှစ်လောက်ဆိုတော့10နှစ်လောက်မှာဘန်းအောင်နောက်ဆုံးမြန်မာနိုင်ငံမှာရှိခဲ့တဲ့တငယ်ချင်းတွေပဲအခုချိန်ထိဘိုင်းအောင်ရဲ့ best friend တွေပေါ့နော်ကျွန်တော်တို့နဲ့အောင် ပြောပြတည်ရဲ့ဘိုင်းအောင်တကားရိုက်နေနေလို့ငါလို့ဝန်စင်းနဲ့တတိယလိုက်တာလို့အဲဘိုင်းအောင်ဆိုအမြဲငါဖဲအစားတော့ကစီနေအရင်စားရပါတော့နော်ကျွန်တော် ကိုမမိုးရေကောင်းရင်လည်းတငယ်ချင်းတွေအဝဲကျွေးနေကြငငယ်တွေအားဆိုတော့လေအဲသူတို့တတိယကြောင်းလို့ပြောနေတာဟုတ်ပါမြမပြည်ကအဲအရာတွေမကဘူးအစားတောက်တယ်ရောအကုန်လုံးပေါ့အကုန်လုံးတတိယရဲ့အအငွေအသက်ပေါ့နော်ကိုနိုင်ငံရဲ့အငွေအသက်ပေါ့တော့ရဲ့အချိန်ကလေငယ်သေးတာအရင်ငယ်သေးရောဒါပေမဲ့မိဘနဲ့တူတူသွားရတဲ့ဖြစ်တဲ့အတွက်ကြောင့်တော့ຫນွေထွေးရဲ့ခံစားချက်ကတော့မပြောင်းသွားဘူးပါဘယ်လိုဘာလို့မကြားရလဲ လေထားချောက် seriously ကအခု lambda october 10ရက်နေ့မှာ show like application မှာအလုပ်ကြည့်ရှုလို့ရပါတယ်ကျေးဇူးပါကျေးဇူးပါ